မေဟိသာတော်တိကဝတောမေဃသာတော်တိယောဇနာဒါနသာတော်စကာမာဝါစရောသီလသာတော်အဂနိချောဘာဝနာသာတော်နိဗ္ဗူတောမေတ္တာသာတော်အနန္တောမေဟိစီများတိတဲ့အတန်ဟာတိကဝတောသုံးကဝုတ်ကကြားပါလေမေဃသာတော်မုတ်ချင်းတံများကြတော့တိယောဇနာသုံးယူဇနာကကြားနိုင်တယ်ဒါနသာတော်ဒါနယသာတော်တတ္တအတန်ဒီစကာမာဝါစရော ာမဝါစရနတ်ပြည်ကကြားနိုင်တယ်သီလသတော်အဂဏိထောသီလရဲ့အတန်းကြတော့ဗြမဘုံ20ကကြားနိုင်ပါလေဘာဝနာသတော်နိဗ္ဗုတောဘာဝနာရဲ့သတော်တတအတန်းကနိဗ္ဗာန်ကတောင်ကြားနိုင်တယ်မေတ္တာသတော်အနန္တောမေတ္တာဤသတော်တတအတန်းကြတော့အနန္တစัจ java လာကကြားနိုင်ပါလေမေတ္တာကိုယုံကြည်တဲ့လူမျိုးမေတ္တာကိုနှလုံးသွင်းတဲ့လူမျိုး မေတ္တာအားဖြင့်အချင်းချင်းဆက်ဆံပေါင်းသင်းပြီးမေတ္တာအားဖြင့်နေတဲ့လူမျိုးအင်းနနာချင်းနဲ့မတည့်တာတော့တတ်တတ်ပေါ့နော်မေတ္တာပို့တော့အင်းနနာချင်းမပါဘူးပေါ့အဲ့ဒါတော့မေတ္တာနဲ့တလျှောက်လုံးနေခဲ့တဲ့လူမျိုးဖြစ်တဲ့အတွက်နေဝင်းမြင့်သည်ရှိုင်းဟုတ်ကုမ္ပဏီကပို့စားသောမေတ္တာကိုလည်းရပါလေတခါတခါပေးသောကောင်းလျှော်ယူများလည်းရပါလေရှိုင်းဟုတ်ကုမ္ပဏီကပို့တဲ့မေတ္တာရသလိုပဲကျွန်တော်ကလည်းမေတ္တာအားဖြင့်ရောက်ရှိပါတယ် ကျေးဇူးလက်တင်ပါတယ်ဖိတ်ကြားတဲ့အတွက်ဇိုက်ဆရာကြီးဆိုတော့6လကရေးစားရပါလဲ6လကဟောစားတာပါလူလည်းကြတော့ဘာဖြစ်လာလဲဆိုတော့ဘိတ်သိဆရာလေးနဲ့တူလာအလှလိုက်ရှာပြီးဟောနေရတယ်လို့ဖြစ်တချို့ကလည်းဘိတ်သိဆရာမဟုတ်ပါဘူးကွာစင်ပေါ်ရောက်ဘျောက်တော့ရှောက်ပြောတာပါလေဘျောက်တော့ဆရာတဲ့တချို့ကလည်းပြီးတဲ့လက်ဆောင်လေးအိတ်ထဲထည့်သွားပြီးတော့အင်ပြန်လာပဲဆိုတော့ပြုတ်လို့ဆရာတဲ့အမျိုးမျိုးပါပဲကျွန်တော်တို့နာမည်ပေးရနော် အခုတော့လည်းအလှူလေးဟောရတယ်ဗျမင်္ဂလာဆောင်လေးဟောရတယ်ခင်ဗျခလေးကင်မွန်းတက်လေးဟောရတယ်ပရိယတိစာသင်တိုက်ကြီးတွေရလဲ90 90 80စသဖြင့်အခမ်းအနားကြီးတွေမှာလည်းဟောရပါတယ်စာကြည့်တိုက်ဖွင့်ပွဲလည်းဟောရတယ်ဖွင့်ပြီးသားစာကြည့်တိုက်တွေရနှစ်ပတ်လည်းနေ့တွေမှာလည်းဟောရအလှပြင်ဆိုင်ဖွင့်ပွဲတောင်ပါလိုက်သေးအနှိတ်ခမ်းဖွင့်ပွဲလည်းဖိတ်လို့ဟောရတာပါပဲမနေ့တနေ့ကတော့လာဖိတ်တယ်ဆရာတဲ့မယုတ်သိစကားနှမတွေလည်းကြတော့ပါရဲ့ ကျွန်တော်ဇနီးကိုဝင်ရှိလို့ဟောပြောခဲ့ထည့်ခြင်းလေလေမွေးပါစေအောင်ကွာမင်းဟာလေသေချာလို့လားဆိုသေချာတယ်စာရွက်လေးထုတ်ပြတယ်ဟုတ်တယ် positive ပြစာရွက်ကအဲ့လို positive ဟောပြောပွဲများလဲကျွန်တော်တို့ကဟောရပါလေအကုန်ဟောနေတာပါပဲတောင်ပေါ်သွားလိုက်တောင်အောင်ဆင်းလိုက်အညာကြီးလက်ဒီမှာဟောလိုက် မြို့ပြမှာဟောလိုက်အစုံပါပဲဟောရမနေ့တည်းနဲ့ပဲဆရာဦးအောင်သင်ကအခုတော့နေမကောင်းရှာပါအောင်တလောကပေါ့လေ နေဝမြေတဲ့ငါချေဦးညိုနဲ့ငါနဲ့ရန်ကုန်ကဆင်းခဲ့မယ်မင်းကမန်းလေးကဖြတ်လိုက်ပြီးတော့ငါအိမ်ကိုဝင်ထွက်နေတဲ့ဦးစင်းလေးတပါးရွာမှာလိုက်ဟောပေးရမယ်ဦးစင်းလေးကတော့ဘာမှပေးနိုင်မှာမဟုတ်ဘူးတဲ့သူဘုန်းကြီးကျောင်းနဲ့တဏ္ဍခါပင်တယောက်တပင်ပေးမယ်တဏ္ဍခါပင်ပေးလေမစိုးဘူးအိမ်ကအင်ရှင်မလင်းရတာပဲပေါ့လိုက်မယ်ဆရာတို့နှုတ်ဆရာတို့ကဘာနဲ့လာမလဲကျွန်တော်တို့ကဗျာတဲ့ငါတို့ကွာတဲ့အလှူရှင်တယောက်ကဦးစင်းလေးကို ရွာကိုပံ့ပိုးတဲ့အနေနဲ့ကားရန်ကုန်ထိလာခေါ်မယ်အဲ့ကားနဲ့ငါနဲ့ချေဦးညူလာမယ်ဆိုတော့ကျွန်တော်ကဆရာတို့မှာဟောရင်ဆရာတက်က86နှစ်ရှိပါပြီကျွန်တော်လည်းဟောမှာပေါ့ကုသိုလ်ယူမှာပေါ့ဆိုပြီးလိုက်ပါတယ်ဒါပါတော့ကားကအဲ့အနည်းဆုံးရွာနဲ့အနည်းဆုံးကားလမ်းမှာရပ်ပေးတယ်ဆရာတို့ပဲ၃ယောက်ဆင်းလှဲ၃စီးရစောင့်နေတယ်လဲပေါ်တက်ကြအဲ့ကားလမ်းပေးရတယ်ရွာကို၃နာရီလောက်လှဲစီရတယ် လမ်းကလည်းစိုးလိုက်တာကျွန်တော်တို့ကသိကြောင်းမို့ပုံမဲ့ဆရာဦးအောင်သင်ကတော့လူကြီးဆိုတော့တော်တော်ပင်ပန်းရှာညနေ9:00နာရီလောက်ရောက်သွားပါတယ်ရောက်သွားတဲ့အခါကျတော့အုတ်တဆောင်လေးထဲမှာနေရာလေးခင်းပေးတယ်တရင်လေးသုံးလုံးချထားတယ်အရင်ခင်းတာမရှိရှာပါဘူးသင်ကအဟောင်း၃၀ခင်းထားဘောင်းလေးတွေလည်းမာလို့ကိုထုတ်ကလေးကိုကလင်ပေါ်ကိုချပြီးလဲကြတာပေါ့ကျွန်တော်တို့ဆရာဦးအောင်သင်ကတော့အဆုံဆုံးပါ ဆက်ချုံးညောအလေကကျွန်တော်ကထိတ်ကနားပြီးခဏနေတော့ကျွန်တော်တို့ဖေးပြီးကြည့်လိုက်တော့ဆရာနှစ်ယောက်ကအဲ့လိုကျွန်တော်သားလေးထအကြောင်းဝင်လေးလိုက်သစ်ပင်လေးတွေလိုက်ကြည့်အမှားတော့အထက်ကသနခါပင်ကြီးကြီးလိုက်ရှာထားတာပြန်ဝင်လာတော့ကျွန်တော်ကရင်ခြေရင်းမှာစာရေးချာဥဖိုးထွန်းအသက်86နှစ်တဲ့ဟာဒီကရင်ဘာကရင်မလေး အဲ့ဒါနဲ့ကျွန်တော်အသားလေးကိုထုတ်ကိုဆွဲပြီးမှအပြင်ဘက်ကိုပြစ်သွားအဲ့စာရေးဆရာဆိုတော့စိတ်ကောင်းရှိတယ်ဟိုနေ့ကကိုမပြောခဲ့ဘူးခဏလေးတော့ဆရာချုံညိုကအေးရနိုးပြီးတော့ secret လေးနဲ့ထွက်လာ secret တောက်ဘုန်းကြီးလာပါဟအแทကိုအကိုလူကြီးတွေထဲအကြပါဒီနေ့လေးတဖြူးဖြူးမဟုတ်လို့ကျွန်တော်ဒီနေ့ပဲအိတ်တော့မယ်ဘာမှမပြောဘူးသူကလည်းပြန်ဝင်သွား3မိနစ်လောက်ကြာပြန်ထွက်လာနင်းလူလည်းမလုံးနဲ့တဲ့ငါသိပြီတဲ့ နေရဥပုထုံ86နှစ်ငါကရင်ကဒေါသုံ84နှစ်ပြန်ထွက်လာတော့သူကလည်းသူကလည်းသူ့အထုပ်လေးဆွဲလာငါနေနဲ့အိတ်တော့မယ်ကျွန်တော်မိတယ်အထက်ကဘိုးတော်ပဲနဲ့လုံမလို့ဘိုးတော်ကတော့86နှစ်ဆိုတော့မထူးတော့ပါဘူးလေနော်အဲ့ဒါဦးစင်းလေးကမြင်တော့ကြည့်လာရွာသားနှစ်ယောက်လှန့်ခေါ်ကရင်နှလုံးဆွဲထုတ်သွားတော်ပါလေရဲ့နောက်နှလုံးပြန်သွင်းပေးပါတယ် လာပြောတယ်မိတ်နဲ့ဦးစင်ရတကချစ်နဲ့တကနေရတဲ့ပြောရောပေါ့တဲ့ကျွတ်ကြောင်အဲ့လိုကရင်မျိုးကြီး14လုံးရှိတာပါလေဟာဒုက္ခပဲမလွတ်ဘူးဟောပြောပွဲပြီးတော့အိပ်ရတော့တာပဲလက္ခဏာကြီး3ပါးဆင်ကျင်ပြီးအိပ်တာတညလုံးအိပ်မပြောကြောက်စရာကောင်းချက်တော့နော်အမျိုးမျိုးပါပဲတချို့ရွာလေးတွေလည်းပဲဒီလိုပြောနေတာကရောက်ရတဲ့ရွာလေးတွေကိုနှိမ့်ချပြောတာမဟုတ်ဘူးကျွန်တော်လူမျိုးကဧည့်သည်ကိုကောင်းဆုံးကျွေးတယ် အကောင်းဆုံးအခန့်လေအကောင်းဆုံးထားပါလေတတ်နိုင်သမျှရွာလေရွာအလျောက်မြို့လေမြို့အလျောက်ကျွန်တော်တို့မှာဟိုတယ်လေးလည်းတည်ရတာရှိတယ်ဘုန်းကြီးကျောင်းတည်ရတာလည်းရှိတယ်ရွာထဲကအင်တာအီမာတည်ရတာလည်းရှိတယ်အဆင်ပြေလို့တည်ရနေရတဲ့အခါအကောင်းဆုံးပြုစုစောင့်ရှောက်ပါလေဒါကျွန်တော်တို့လူမျိုးရဲ့ဇယိုက်ပါပဲဒီထက်မှာကမောက်ကမလေးတွေကိုကျွန်တော်ဆလိုတာပါရွာတရွာရောက်တော့မေလိုတစ်စကားအင်သာက23နှစ်ပိုင်းတစ်ပိုင်းစောင်းဟာအင်ရှင်ကပြောတယ်ဆရာတဲ့ ဆရာမောင်သာချူရတော့ရတယ်တဲ့ဆရာနေရတော့ဒီအင်သာနဲ့မဖြစ်ဘူးဆရာတဲ့ကျွန်တော်တို့လည်းပြင်မယ်ပြင်မယ်လည်းမပြင်ရသေးတာကျွံကြသွားလိမ့်မယ်တဲ့ဆရာတက်ရင်ဟာဒုက္ခပါကျွန်တော်ကပဲသွားရမလဲဆိုတော့ဟိုဘက်ကပြောင်းကင်းကိုသွားပါဆရာပေါင်းပါလေပြောင်းကင်းလည်းပြီးတာပဲပေါ့အရေးကြီးတာအစဉ်ပြေဖို့ပဲရပါလေဗျာပြောင်းကင်းလည်းရေရှိလာဗျာဆိုတော့ရေတော့ပြောင်းကင်းလည်းပဲရှိမလဲဆရာတဲ့ထရန်ကဒုသုံးချောင်းလောက်ချိုးသွားပါလား တော့ဆက်ပြီးပညာပေးတယ်ဆရာမျိုးဝဆိုင်ဆရာကြီးဆိုတော့လှုပ်ချိုးရင်လည်းဆရာအကျော်မပါစင်းနဲ့တဲ့အကျော်ပါရင်ရှရတယ်ဆိုတော့ဒုက္ခကိုရောက်နော် မျိုးမျိုးပါပဲသွားတဲ့အခါတခါတော့ဆရာမြတ်တန်းတင်ရလူငယ်16 5နှစ်လောက်ကကျွန်တော်ရဆရာဦးအောင်တင်ရပုဂ္ဂိုလ်ဘဝဆိုတယ်တောင်းတွင်းကြီးဘက်ကရွာသွားဟောပါလေနေကင်းဘက်ကပုဂ္ဂိုလ်ဘဝညကြတော့ကျွန်တော်ကဆက်သွားမှာဟောရမယ် ဆက်သွားမြို့မှာခုနကြီးဟောရမယ်ဆိုတော့ဘလောက်ဝေးလဲဆိုတော့12မိုင်ဝေးတယ်လမ်းကလည်းအဲ့တုန်းကယထာလမ်းပဲအာကိုကကျွန်တော်တို့ကမေးတယ်ကော်မတီကိုကျွန်တော်တို့ပဲချိန်ပြီးမလဲတရားကိုဘယ်နှစ်နာရီဟောရမလဲဆိုတော့စစ်ကြိုက်ဟောပါဆရာမြတ်သန်းတရားပြောတော့မဟုတ်ဘူးလေဗျာခမားတို့ယထာကဘူတာနဲ့ပဲချိန်ဝင်လာမလဲဆိုတာရှိတာဟုတ်3နာရီဝယ်ဝင်မယ်ဆိုတော့ကျွန်တော်တို့က3နာရီမှဖြတ်ရမှာဖြတ်တော့3ရောက်ကိုတရားကိုဘလောက်အချိန်ကန့်သတ်ဖို့ရှိတယ် မဟုတ်ဘူးဆရာကြိုက်တယ်လောက်တာဟုတ်ဘူးဒါထဲမှာဆရာတို့ပြန်မဲ့ချိန်ရထားစောင့်နေမှာပါဆိုတော့မိသားဝန်ကြီးကြောင့်အဲ့လောက်ပါဝါမှမရှိပဲနဲ့ဒုက္ခပဲဘယ်လိုပါလိမ့်ပေါ့ဒါပါတော့ဟောကြပြီး၃နိုင်သာသာ၃နိုင်ခွဲလောက်မှာပြီးသွားတော့ဘုရားစင်ကြကော်မတီရဲလိုက်ပို့တော့ဘုရားရဲ့ယထာမရှိပါဘူးကျွန်မမေးတယ်ဘယ်မှာတော့ပြယထာဒါပါလိမ့်မယ်ဆရာခဏလေးစောင့်ဟုတ်တယ်ယထာလာတာပါပဲတန်လန်းပြင်လက်၄ဘိန်လှဲလေဟောတော့လောက်ကလေးရှိတယ် လူတယောက်ကတွန်းလာဟာဒါနဲ့ပြရမှာဒါနဲ့ပြရမှာဆရာဘလူထိုင်ရမလို့ဆရာမြတ်နဲ့ဥအောင်သိန်းကရှေ့ရထိုင်ပါဆရာနေရဝါတော့နောက်ကထိုင်ပါဆိုတော့ကျွန်တော်ကနောက်ကကော်မတီတယောက်ကအဲ့လိုဖြစ်သေးပါဘူးဆရာရဲ့တဲ့ကြက်ပါတယ်ဆိုပြီးတော့ပြင်ပြလေးချက်သွားယူတော့နည်းနည်းကျေသွားဆရာနှစ်ယောက်ကတင်မြင်ကိုထိုင်ပါတဲ့စောင့်ရောက်ထိုင်၁၂မိုင်ဘယ်လိုလုပ်ပြန်မလဲကျွန်တော်ကလည်းနောက်ကကဲသွားကြတော့မယ်ဆိုတဲ့အခါကျောင်းဆရာမနှစ်ယောက်ကထွက်လာ သမီးတို့လည်းလိုက်ပြရစီဟာဒီပေါ်သမီးတို့ပဲနဲ့လိုက်မတော့သမီးတို့အဲ့လိုသွားနေကြပါတဲ့ကျွန်တော်ဘေးဝင်ထိုင်တော့ကျွန်တော်ကန့်ကွက်ဆရာမရှိဘူးပေါ့လိုက်ပါစီဆရာရဲ့ပေါ့ဆရာမလေးနှစ်ယောက်ကကျွန်တော်ဘေးရလူလဲဘဘဲမောင်တင်းတယ်နတ်မောင်နှမလို့ဖြစ်တယ်နော်ကဲကဲကဲစနုစနုသွားကြဆိုဆိုတော့ဆရာရဲ့မိသားပြင်းတဲ့ဒီလှဲဘဲဆက်ပါမှာတော့ဟမ်ဘယ်လိုသွားမှာတော့ အရင်မူးအောင်တိုက်ထားတဲ့လူနှစ်ယောက်ကတွန်းမှာပါဆရာကြီးဟာ